သာဓုတုတ်မနေ့ကအဆက်ပါပဲသာဝတိမှာမြတ်စွာဘုရားသတင်း30တတရမဂာယိကနတ်သားတွေကမြတ်စွာဘုရားသည်လာပြီးတော့နတ်သားတယောက်ချင်းတယောက်ချင်းတကားထားစီတကားသားစီရှောက်တာပေါ့နတ်သားတယောက်ကရှောက်တယ်သာဓုကောမာရိတဒါနံမြတ်စွာဘုရား အလူပေးတယ်ဆိုတာတော်တော်ကောင်းတာပဲဗျာမေဇီရာသာပမာဒာဇာယဝန္ဒနာနာရိယတိလူတွေအလူမလူနိုင်ကြတာဟာနှမျောလို့ရောအပျော်ပန်းမဲ့လို့ရောအလူမလူနိုင်ကြတာ ။ပုံညာအခင်ကမန္တနအကောင်းကျိုးကိုရစေနိုင်တဲ့ကုသိုလ်ကောင်းမှုကိုလိုချင်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာဒေယံဟောဒီလူကိုလူသိမ့်တယ်ခရား။ဒါနံပါတ်၁နတ်သားကတော့ဘာလဲဆိုတော့အလူကောင်းကျောင်းအရင်ဆုံးပြောတယ်။နောက်နတ်သားတစ်ယောက်ကတော့သာဓုကောမာရိတဒါနမြတ်စွာဘုရားအလူဆိုတာကောင်းတယ်ဟုတ်တယ်ဗျာ။အပိစဒါပဲမဲ့လည်းပဲအပကသမိန်သာဟုဒါနံနည်းနည်းလေးရှိတဲ့ထဲကနေလူရင်လူနိုင်ရင်ကောင်းတယ်ဗျာ အဲနောက်တဲ့အကောင့်တစ်ခုထပ်ပြီးတော့ရှောက်တာပေါ့အဲ့ဒါလည်းမနေ့ကအတိုင်းပဲပါလဲဆိုတော့အပသမေကေဘဝဇန်တိတချို့လူတွေကြတော့နည်းနည်းလေးရှိပေမဲ့လည်းလူနိုင်တယ်ဘဝနေကေနားတဲ့စရယ်တချို့ကြတော့အများကြီးရှိပေမဲ့လည်းမလူနိုင်ကြဘူးအပသမဓကိနာဒေနာသာဒေနာသမမိတာနည်းနည်းလေးရှိတဲ့တဲ့ကနေလူနိုင်တယ်ဆိုရင်တော့သူ့ရဲ့အကျိုးတရားတွေကတော့ထောင်ပေါင်းများစွာအစာပေါင်းထောင်ပေါင်းများစွာအကျိုးရပါတယ်ဒါကြောင့်နည်းနည်းလေးလူပဲနည်းနည်းလေးရှိတဲ့ထဲကလူရင်လည်းပဲကောင်းပါတယ်ဗျာလို့သူတရားရှောက် နောက်တတိယနတ်သားကရှောက်တယ်အလူလူရာကောင်းတယ်နည်းနည်းလေးရှိတဲ့ထဲကလူရာလည်းကောင်းတယ်တကယ်ဒါပေမဲ့လည်းပဲအလူလူတဲ့နေရာမှာတတ္တာယသာဟုဒါနံကံကံရဲ့အကျိုးတရားကိုယုံကြည်ပြီးတော့လူရင်ကောင်းပါတယ်ဗျာဒါလေးထပ်ပြီးတော့ရှောက်တာကိုယ်လူတဲ့အလူဟာကောင်းကျိုးရမယ်ဆိုတာကိုယုံကြည်မှုအပြည့်နဲ့လူမှသာလင်အဲ့ဒီအလူဟာကောင်းတာပါဗျာလို့ရှောက်တာ အဲ့လိုရှောင်းရင်နဲ့ဆက်ရှောင်းတာဒါငင်စရုပ်တင်စသဟာနာမှာဟုအလူလူရာနဲ့စစ်တတ်ရတာဟာပုံစံတူတယ်ဗျာအလူလူရာနဲ့စစ်တတ်ရတာပုံစံတူတယ်ဘလို့ပုံစံတူတာလဲဆိုတော့စစ်တိုက်ပြီဆိုရင်အသက်တွေမှာမကြောက်တဲ့သူပဲစစ်တိုက်ရတာစစ်တိုက်နိုင်တယ်အသက်တွေမှာကြောက်တဲ့သူဟာစစ်မတိုက်နိုင်ဘူးအဲ့လိုပဲအလူလူတဲ့လူလူလူဟာလည်းပဲ ပစ္စည်းတွေကုန်မှာနှမျောတဲ့သူဟာအလူမလူနိုင်ဘူးပစ္စည်းတွေကုန်မှာမနှမျောတဲ့သူဒါလည်းအဲအလူလူနိုင်တယ်ဒါကြောင့်စစ်တိုက်တာနဲ့အလူလူတာဟာတူတယ်နောက်တနေ့နဲ့ပြောမယ်ဆိုရင်စစ်တိုက်တာနဲ့အလူလူတာဘာလို့တူတာလဲဆိုတော့စစ်တိုက်တဲ့နေရာမှာရဲစံတတိဆိုတာလိုတယ်ရဲစံတတိရှိတဲ့လူဟာသူတယောက်တည်းဖြစ်ပေမဲ့လည်းပဲရဲစံတတိမရှိတဲ့သူတွေအများကြီးကိုအနိုင်ရနိုင်တယ်ရဲစံတတိရှိတဲ့ စစ်တပ်ဟာလူနည်းစုဖြစ်ပေမဲ့လည်းရဲစမ်းတပ်တိမရှိတဲ့စစ်တပ်လူများစုဖြစ်တဲ့စစ်တပ်ကိုအနိုင်ရနိုင်တယ်အဲ့ဒီလိုပဲဒါနလုပ်တဲ့နေရာမှာလည်းပဲပိုက်ဆံနည်းတယ်များတယ်ပုံမှာအဓိကမဟုတ်ဘူးပစ္စည်းဥစ္စာရှိတယ်မရှိဘူးနည်းနည်းရှိတယ်များများရှိတယ်ပုံမှာအဓိကမဟုတ်ဘူးသူ့မှာအစွမ်းတတ္တိအဓိကပဲတဒ္ဒါဝရိယတတိသမารိပညာဆိုတဲ့အိန္ဒြေတွေပေါ့သူရစိတ်ဓာတ်စွမ်းရည်တွေအင်အားကောင်းတဲ့သူတွေပဲဒါနကိုလုပ်နိုင်တယ်စိတ်ဓာတ်စွမ်းရည်အင်အားကောင်းတဲ့သူတွေဟာနည်းနည်းလေးရှိပေမဲ့လည်းပဲ ဲလူနိုင်တယ်စိတ်သက်ဆိုင်ဆိုင်အာအင်းအားမရှိတဲ့လူတွေပိုက်ဆံအများကြီးရှိပေမဲ့လည်းသူတို့တွေမလူနိုင်တာတောင်းမှပစ္စည်းဥစ္စာကြီးမရှိတဲ့လူဟာစိတ်သက်ဆိုင်ရှိတဲ့အခါကျတော့လူကိုလူနိုင်တယ်ဒါကြောင့်ဘာနဲ့တူလဲဆိုတော့စစ်တက်တာနဲ့အလူလူတာနဲ့တူတယ်တဲ့အဘပိတန္တာဘုဂေဇိနန္တိเออละสะไตดาเนี่ยหลูหลูดาบลอตูดาแล้วสออัปปาปิตันดาพุกเกสีนานนี่โตถ่ายใหญ่มาดาบาแล้วสอ ခုမှပြည်စည်းဥစ္စာနည်းနည်းလေးရှိပေမဲ့လည်းပဲအများကြီးရှိတဲ့လူတွေမလူနိုင်တာမလူနိုင်တဲ့အရာတွေကိုတော့မှသူကလူနိုင်တယ်ဦးဇင်းတို့တွေ့ဘူးသားပဲတချို့ရွာသူရွာသားတွေနေနော်ပိုက်စာမရှိရှာပါဘူးဒါပေမဲ့လည်းပဲအကြောင်းရင်းတစ်ကြောင်းကိုစောင့်နိုင်တယ်တစ်နှစ်နှစ်နှစ်သုံးနှစ်စုပြီးတော့စောင့်နိုင်တယ်ဘာလို့လဲဆိုတော့သူကဒရာတရားဒရာတရားရှိလို့ဒရာတရားရှိတဲ့လူတွေကနည်းနည်းလေးရှိပေမဲ့လည်းပဲအများကြီးရှိတဲ့လူတွေမလူနိုင်တဲ့လူတွေကိုသူကလူနိုင်တယ်တဲ့အပံပိစေတ္တဟာနောတဟာဒရာတိယုံကြည်မှုရှိတယ်ကံကံရဲ့အကျိုးကိုယုံကြည်မှုရှိတဲ့လူတွေကနည်းနည်းလေးရှိပေမဲ့လည်းလူနိုင်တယ် ဒီနေမှာအဲ့လိုလူနိုင်တဲ့အတွက်ကြောင့်ပဲဒုက္ခိပရထနောက်ဘဝမှာဘယ်ဘဝရောက်ရောက်ချမ်းသာတဲ့ဘဝကိုရောက်ရတာဒါကြောင့်တတ္တရာတာဟုဒါနာယုံကြည်မှုရှိပြီးတော့လူတဲ့အလူကတော့အကျိုးပေါ်ရှိပါတယ်ဖရာရှောက်တာနောက်နတ်သားတယောက်ကဒါနာလောက်တာလည်းကောင်းတယ်နည်းနည်းလေးရှိရတယ်လူနိုင်တာလည်းကောင်းတယ်ယုံကြည်မှုတရားတရားရှိပြီးတော့လူသားလည်းပဲကောင်းတယ်။နောက်တစ်ခုထပ်ပြီးတော့သူလျှောက်ချင်တာကဓမ္မလက်တ္တသာမိသာဟုဒါနံ။တရားသဖြင့်ရလာတဲ့ပစ္စည်းဥစ္စာကို လူတာကကောင်းပါလေဗျာဓမ္မယတ္တဖြစ်ဖို့လိုတယ်ဓမ္မလတ္တကိုနှစ်နှစ်အနက်ပေးတာပေါ့ဓမ္မလတ္တဓမ္မယတ္တတရားသဖြင့်ရတာတဲ့ပစ္စည်းဥစ္စာကိုလူတာကောင်းတယ်လို့လည်းနှစ်ပေးတယ်ဓမ္မလတ္တကလတ္တကရှေ့ပေါ့ရပြီးတော့ဓမ္မလောကုတ္တရာတရားရှိတယ်မတ်ကိုနိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်ကိုလူတာလူဟာကောင်းတယ်လို့ပြောတာပေါ့နော်တရားတို့ရတဲ့ပုဂ္ဂိုလ်နော်ငကရံပုဂ္ဂိုလ်ဖလထံပုဂ္ဂိုလ်တွေကိုလူတဲ့အလူကကောင်းပါလေဗျာဆိုပြီးတော့ရှောက်တာဓမ္မယတ္တလို့ပဲပြောလိုက်ပါတော့ တရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာကိုလူတဲ့လူဟာကောင်းပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့သူကအထောက်ထားလေးပြတာနော်။ဒီဒီတော့တော့ကြီးကရှေ့မှာဟောခဲ့တဲ့ဟာတွေကိုပဲသက်သေတာကအထောက်ထားတွေပြတဲ့တော့ပါ။ယောဓမ္မလတ္တတဒရာတိဌာနပုဂ္ဂိုလ်တယောက်ဟာဓမ္မလတ္တတလောကုတ္တရာတရားကိုယထားတဲ့အရိယာပုဂ္ဂိုလ်တွေကိုဒါနတရာတိအလူလူတယ်ဩဒါနဝရိယအဓိကတ္တသာဟောဘယ်ပစ္စည်းဥစ္စာတွေနဲ့လူလာလဲဆိုသူကနဖူးကကြွေချိန်မှကြအောင် ရောစားလုံးကဝရိယလေးနဲ့ရှာမိပြီးတော့ရထားတဲ့ပစ္စည်းဥစ္စာတွေကိုလူတာအဲလိုဓမ္မယတ္တနဲ့ရထားတဲ့ပစ္စည်းဥစ္စာတွေကိုအရိယာပုဂ္ဂိုလ်တွေကိုအလူလူနိုင်မယ်ဆိုရင်အတိတ်ကံမှာတော့ဝိဒရဏိတမတ်တာငရဲမင်းရဲ့ငရဲနေဖြစ်တဲ့ချိန်ပိုက်ချိန်ပိုက်ချောင်းငရဲစတဲ့ငရဲတွေဟိုအထာရဖွင့်တာတော့ငရဲအလုံးမှာပဲတဲ့ငရဲပြည်ကနေလွတ်မြောက်ပြီးတော့ဒိဗ္ဗာနိဌာနနေဥပ္ပေတိတဲ့နတ်ပြည်နတ်ဗိမာန်နတ်ဌာနာ အာနတ်ပြည်6ထပ်ကို ရောက်နိုင်ပါတယ်ဆိုပြီးသူကရှောက်တာပေါ့နော်ဒါကြောင့်ဓမ္မယလတ်တာနဲ့လှူတဲ့ဆိုရင်ရိုးရိုးစိစိချမ်းသာတဲ့အကျိုးကိုမေးရုံနဲ့မကပဲနဲ့ကောင်းတဲ့သုကတိဘဝတွေတောင်မှရောက်နိုင်ပါတယ်ဒါကြောင့်တပည့်တော်ဘာဖြစ်လဲဆိုတော့ဓမ္မယလတ်တာပစ္စည်းတရားသဖြင့်ရတာတဲ့ပစ္စည်းဥစ္စာကိုလှူလာအကျိုးကြီးပါတယ်တရားသဖြင့်ရပြီဆိုကြတဲ့ကဥစဉ်တို့ငါးပါးတိလာလုံပြီးသားပဲလေဟုတ်တယ်မလား ငါဘာဒီလာလုံမိသားပဲငါဘာဒီလာလုံသူများပြည်စီခိုးပြီးတော့မှခြေစည်းဝါရှာတာမဟုတ်ဘူးသူများတွေတက်ပြီးတော့မှစီးပွားရှာတာမဟုတ်ဘူးတရားသဖြင့်ရထားပြီးတော့စီးပွားရှာတာလိမ့်ပြီးတော့စီးပွားရှာတာလည်းမဟုတ်ဘူးအရက်သေးစားနဲ့စီးပွားရှာတာလည်းမဟုတ်ဘူးဒါကြောင့်ဓမ္မယလတ္တလို့ပြောလိုက်ရင်သူကဒါနတယ်မဟုတ်ပဲနဲ့ဘာဘာပါလာလဲသီလပါသူကပါလာတယ်နော်ဒါနဆိုတာဘဝရောက်ရောက်ချမ်းသာတယ်သီလကြတော့ကောင်းတဲ့ဘုံဘဝကိုရောက်တယ်ဒါကြောင့်သူကနတ်ပြည်ကိုရောက်နိုင်တယ်ဆိုတဲ့စကားလုံးမှာထည့်ထားလိုက်တာပေါ့နော်နောက်တော့နောက်နန္ဒာတယောက်ကထတ်လျှောက်တယ်ဟုတ်ပါပြီအရှင်ပြတရှိရလူနန္ဒာတွေပြောတဲ့ဟာတွေမှန်ပါတယ် အလူလူသားရဲ့နည်းနည်းလေးကိုရှိနည်းနည်းလေးရှိတဲ့ထဲကလူသားရဲ့ပြီးတော့သရတရားနဲ့လူသားရဲ့ဓမ္မရတ္တတရားသဖြင့်ရတာတဲ့ပြည့်စုံဥစ္စာကိုလူသားရဲ့အကုန်လုံးကောင်းပါလေအပိစာဝိစေယဒါနံမိသာဟုဒါနံဝိစေယရွေးချယ်ပြီးတော့လူသားတော့ပိုကောင်းတယ်ရွေးချယ်ရတာဘလို့ရွေးချယ်ရတာလဲဆိုတော့အလူဝတ္ထုကိုရွေးချယ်ပြီးတော့လူလာရဲ့အလူကံပုံကိုကိုရွေးချယ်ပြီးတော့လူလာရဲ့အဲ့ဒီရွေးချယ်နေနှစ်နှစ်ဒါလေးတွေကခုခေတ်ကစကတိစကလုံးတော်တော်သုံးတယ်ဝိဇ္ဇယဒါနာဒါတာပံဆိုခဏခဏသုံးတယ်နော် အဲရွေးချယ်ပြီးတော့လိုတယ်ဆိုတဲ့နေရာမှာအလူပဲပစ္စည်းကိုရွေးချယ်တာရယ်အလူခံပုဂ္ဂိုလ်ကိုရွေးချယ်တာရယ်အဲ့ဒီမှာထာဝရဖွင့်ထားတယ်လူပဲပစ္စည်းကိုရွေးချယ်ဆိုတာဘယ်လိုရွေးချယ်တာလဲဆိုတော့လူပဲပစ္စည်းကိုရွေးချယ်တဲ့နေရာမှာမကောင်းတဲ့ဟာလေးတွေဖိထုတ်လိုက်ထုတ်ပြီးတော့ကောင်းတဲ့ဟာလေးတွေရွေး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 ပြီးတော့လူတာအဲ့ဒါလူပဲပစ္စည်းကိုရွေးလူတာတဲ့နော်အဲကြောကြတော့အလူပဲအလူခံပုဂ္ဂိုလ်လူတယ်ဒါမှကိုမစားတဲ့ဟာပဲလူတာတွေရှိသေးတယ်နော်ပြီးတော့ကိုမကြိုက်တဲ့ဟာတွေပဲလူတယ်ကြိုက်တာကြကိုအိမ်ကိုစားတာတွေရှိသေးတယ်မဟုတ်ဘူးတကြော ဝိဇယဒါနဒါတပါတကယ်စေနာကောင်းတဲ့လူကြမဟုတ်ဘူးရှိမကောင်းတာတွေကိုချန်ထားခဲ့တာကောင်းတာတွေကိုရွေးပြီးတော့လူတာအဲ့ဒါကပစ္စည်းဥစ္စာကိုရွေးချယ်ပြီးတော့လူတယ်လို့ခေါ်တယ်။နောက်ဝိဇယအလှကံပုဂ္ဂိုလ်ကိုရွေးချယ်ပြီးတော့လူတယ်ဆိုတာကဘယ်လိုပုဂ္ဂိုလ်လူတာလဲဆိုတော့ဘာသာကြားတယ်ကိုကျင်တရားမကောင်းတဲ့သူတွေအယူဝါဒတွေမမှန်တဲ့သူတွေကိုမလူဘူး။မလူဘဲနဲ့ဗုဒ္ဓဘာသာကိုကျင်တရားကောင်းတဲ့အဲအမြင်မှန်ရှိတဲ့သူတော်ကောင်းတွေကိုရွေးပြီးတော့လူတာအဲ့လိုရွေးချယ်ပြီးတော့လူတာကောင်းပါတယ်ဗျာ။ ဝိဇ္ဇာဒါနလုက္ကတပတ္တံအလိုဝတ္ထုကိုရွေးချယ်ပြီးတော့လူကျင်လူကံပုဂ္ဂိုလ်ကိုရွေးချယ်ပြီးတော့လူကျင်ကိုဖျားဆရာတဲ့သူတော်ကောင်းတွေကချီးမွမ်းကြပါတယ်ဖျားရေတကိနေရာဣဒဇီဝလောကေဟောဒီတတ္တလောကကြီးထဲမှာဟောဒီပိဿုပံလောကကြီးထဲမှာဓကိနေရာမြင့်မြတ်တဲ့အလူတွေကိုခံထိုက်တဲ့ပုဂ္ဂိုလ်တွေလောကမှာရှိပါတယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်အမြင့်မြတ်တဲ့အလူတွေနော်ရိုးရိုးလူမဟုတ်ဘူးတကယ်မြင့်မြတ်တဲ့အလူတွေကောင်းတဲ့အလူတွေကိုခံထိုက်တဲ့ပုဂ္ဂိုလ်တွေရှိပါတယ် ။အဲဒီဆိုဒိုင်နာနီမဘလာနေအဲ့လိုမြင့်မြတ်တဲ့လူတွေကိုခံထားတဲ့ပုံကိုယ်တွေကိုလူတဲ့လူကအကျိုးပို့ပြီးတော့များတယ်ဗျာ။ဘာနဲ့လူလဲဆိုတော့ဗီဇာနီဟုတ်တာနီမျိုးစေ့တွေစိုက်တယ်၊သုခစ်တယ်။လေကောင်းရာကောင်းမှမျိုးစေ့တွေစိုက်ပြီဆိုရင်စိုက်တဲ့မြမျိုးစေ့အကုန်လုံးအပင်ပေါက်စိုက်တဲ့မြမျိုးစေ့အကုန်လုံးအသီးအနှံအသီးအနှံတွေဖွံ့ဖြိုးတယ်လို့ပဲတဲ့အဲ့လိုမြတ်တဲ့လူတွေကိုခံထားတဲ့တကယ်သူတော်ကောင်းနေနော် အရိယပုဂ္ဂိုလ်တွေကိုလှူမဲ့ဆိုရင် အကျိုးပိုကြီးပါတယ်ဒါကြောင့်ဝိစေယဒါနမိတာဥဒါနအလူကံပုဂ္ဂိုလ်တွေကိုရွေးချယ်လူချင်းဟာတကယ်ကောင်းပါတယ်ဗျာလို့ပြောတာနောက်နာနန္ဒတယောက်ကထပ်ပြောတယ်ဒါနတူက၅မျိုးကပြီးသွားပြီ၅ဘက်၅ယောက်ကပြောပြီးသွားပြီတို့ကြဒါနရဲ့အကျိုးကိုမချီးမွမ်းခြင်းမသီလရဲ့အကျိုးကိုချီးမွမ်းခြင်းတာဒါကြောင့်သူကဂါထာတစ်ခုပြောင်းတယ်ဟုတ်ပါရဲ့ဗျာဒါနအမျိုးမျိုးလုပ်တဲ့နေရာမှာเนาะနည်းနည်းရှိတာလဲလူသိမ့်နဲ့တရားတရားနဲ့လဲလူသိမ့်နဲ့ ။အဲဒါမိယလာတာတရားသဖြင့်ရတဲ့ပြည်စည်းဥစ္စာကိုလည်းလူချင်းတဲ့နဲ့ရွေးချယ်ပြီးတော့လည်းလူသိတဲ့နဲ့မှန်တယ်ဖေ။ဒါပေမဲ့လည်းပဲပါနေသူသာတို့ကံရမော။တရားတွေအပေါ်မှာသူ့အတက်ကိုတာချင်စတာတွေကိုစောင့်စည်းခြင်းနော်။ဒါရမရေပေါ်မှာစောင့်စည်းခြင်းဥဒနာပါဏတိပါဒဆိုတာစောင့်စည်းတယ်သူများကိုမတက်မတက်တာကိုစောင့်စည်းလိုက်တော့ပါဏတိပါဒဟိုဟာရှောင်းနိုင်သွားတာပေါ့သူများဥစ္စာခိုးတာကိုစောင့်ဆောင်စည်းတဲ့အခါကျတော့အဋ္ဌိဒါနနာရှောင်းနိုင်သွားတာပေါ့သူများသားမယားကိုစော်ကားတာကိုစောင့်စည်းတဲ့အခါကျတော့သူများသားမယားစော်ကားတာရှောင်းနိုင်သွားတာပေါ့နော် ။အစားတပြင်းပေါ့တရားတွေအပေါ်မှာမကောင်းတဲ့အကျင့်တွေကိုစောင့်စည်းခြင်းဆိုတဲ့သီလဟာကောင်းပါတယ်ဗျာ။ယောပါဏဗုဒ္ဓာနိအာဝေဟဟေထယံပစရံယောလူတယောက်ဟာပါဏဗုဒ္ဓာနိအေးပဝန်ကျင်မှာရှိတဲ့တတဝါအပေါင်းကိုလူရောလူတွေရောတိရိစ္ဆာန်တွေရောတတဝါအမျိုးမျိုးကိုအဝိဟိထယံမညင်စေဘဲနဲ့စရအကျင့်နဲ့ဗျာ။ ဘဝဉ္ဇမကြီးရဲ့လူတွေရောတိရစ္ဆာန်တွေရောအလုံးအပေါ်မှာမညံ့ဆဲပဲနဲ့ကျင့်တယ်။ပရုပဝါဒနဂရဏိပါပံသူတို့တွေကမကောင်းတဲ့အလုပ်လောကုံမလုပ်ဘူး။ဘာကြောင့်မလုပ်တာလဲဆိုတော့ပရုပဝါဒသူများတွေအကဲ့ရဲ့ခံရမှာကြောက်လို့သူများတွေအစွတ်စွဲခံရမှာကြောက်လို့မကောင်းတာတွေမလုပ်ဘူးဗျာ။ဘီရုံပတန်တန်ဒီနတတသူရံဘီရုံအေးကြောက်တယ်ဆိုတဲ့နေရာမှာအဲ့လိုသူများတွေအကဲ့ရဲ့ခံရမှာကြောက်တာကိုပဲသူတို့ကောင်းတွေကချီးမွမ်းတာဗျာ။နာယိတတသူရံ မဟုတ်တာတွေလောက်အမမကြောက်ခဲနဲ့ရဲရဲနေတဲ့သူမဟုတ်တဲ့နေရာကြမှာတတိကောင်းနေတဲ့သူတွေကိုနပတန်တန်ဒီသူတော်ကောင်းတွေကမချီးမွမ်းကြဘူးဗျာဒါလေးလည်းလှတယ်နော်အဲဘာလို့လဲဆိုရင်ကြောက်ပြီးကြောက်တဲ့လူကိုချီးမွမ်းတယ်တတိကောင်းတဲ့လူကိုမချီးမွမ်းဘူးဆိုတော့ဘယ်နေရာလဲဆိုတော့မကောင်းတဲ့အလုပ်တဲ့နေရာကိုပြောတာနော်သူများသူများအဖြစ်ပြောခံရမှာကြောက်တာကောင်းတယ်လူများပြပြောခံရမှာမကြောက်ခွဲနဲ့ရဲရင်နေတာမကောင်းဘူးအခုဆိုရင် Facebook လောကမှာတကယ်လေးကြတဲ့သူဖုန်ကြီးတွေသီလရှင်တွေသူများကြဲ့ရဲ့ခံမှာ ကြောက်လို့ဘာလည်းတော့မဟုတ်တာမတင်ဘူးမဟုတ်တာမရေဘူးဒါတွေကတော်တော်ကောင်းတယ်ပြီးတော့ပတန်တန်လေးကြောက်တာကိုတော်တော်ကောင်းတယ်ချီးမွမ်းတယ်နော်အဲ့လိုမဟုတ်ဘူးတရားကြဘသူကယူဆိုင်ရမှာလဲကွာကိုထမင်းကိုစားရတာပဲတိတ်ကယူဆိုင်ပါဘူးဆိုမဟုတ်တာတွေရောက်ရောက်တင်နေတတ်တိကောင်းတဲ့လူတွေကြတော့တကယ်တော့နပတန်တန်လေးတော်တော်ကောင်းတယ်ချီးမွမ်းရတာမချီးမွမ်းဘူးဒါတော့ကြောက်တဲ့နေရာကြောက်ကိုကြောက်နော်မဟုတ်တာကိုလုံးပြီလို့သူများခဲ့ရမှာကိုကြောက်ရမယ်တဲ့ညာမှာသူများခဲ့ရမှာကိုမကြောက်တဲ့သူရဲရင်နေတဲ့သူကိုဘသူတိတ်ဖျားဆရာတဲ့တော်တော်ကောင်းတယ်မချီးမွမ်းဘူးတဲ့ ဗျာတန်တော်နောက်တော်တိပါပန်ဘာကြောင့်လဲဆိုတော့သူတော်ကောင်းတွေဟာသူများကဲ့ရဲ့ခံရမှာကြောက်လို့မကောင်းတာတွေမလုပ်ကြတာပါဒီလိုပြောတာပေါ့ဘဝွင့်ကျင်ကိုအလေးထားတယ်လို့ပြောတာပါပဲနော်ဘဝွင့်ကျင်ကိုအလေးထားတယ်သူတော်ကောင်းတွေရဲ့အကဲ့ရဲ့ဘယ်တော့မှမခံဘူးဒါကြောင့်သူတော်ကောင်းတွေကဲ့ရဲ့မှာကိုကြောက်တဲ့စိတ်ဓာတ်လေးကိုထားပြီးတော့မကောင်းတာတွေမလုပ်ဘဲနဲ့သူများတွေကိုမညှင်းဆဲဘဲနဲ့စောင့်စည်းတဲ့အလုပ်ကိုလုပ်တာဟာတကယ်တော့လောကမှာတော့အကောင်းဆုံးအလုပ်ပါပဲဗျာထိတ်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 လုပ်တင်ပါတယ်ဗျာဆိုပြီးတော့ရှောက်တာပေါ့အဲဒီကရဏန္တတယောက်ကရှောက်တယ်အရှင်ဗျာရှေ့ကနတ်သား6ယောက် ပြောခဲ့တဲ့ဇကားတွေဘယ်သူဇကားကအမှန်လဲဗျာဘယ်သူဇကားကိုမျက်စောပြအနေနဲ့ထောက်ခံပါတယ်လဲအားလုံးရဲ့ဇကားတွေကအမှန်တည်းကြီးပါပဲတဲ့သူနည်းနဲ့သူမှန်းနေတာကြီးပဲအပိစာမမပြီးသုံးတာကငါဗျာရဲ့ဇကားလည်းသေချာနားထောင်ရအောင်ငါဗျာလည်းတင်ပြခြင်းပါတယ်ဆိုကာထာလေးတကာတာတင်ပြဟောဖရာဝါဒလေးပေါ့သတ္တာဒါနံဘုဟုတာပတ္တထာသတ္တာဟိဒါနတ္တာဟိကိုစင်စစ်သားလျင်လို့နဲ့ပေးတယ်နော်သတ္တာဟိဒါနံဘုဟုတာပတ္တကံဒါနအလူလူတာကိုအလူပေးတာပေးတာကို တတ္တာကြီးတကယ်ကိုပဲဗုဒ္ဓဘာသာထံအများကြီးချီးမွမ်းစရာပဲအလူလူနိုင်တာဟာကိုချီးမွမ်းတယ်ဆိုတာများတော့အဟောပါလို့တော့ချီးမွမ်းစရာအကောင်းတယ်နီးတယ်အများကြီးပဲညာတော်အပြမြင်ချီးမွမ်းရတယ်ထားလိုက်ပါတော့နော်တတ္တာဤဒါနဗုဒ္ဓဘာသာထံအလူလူတာကိုနီးမျိုးစုံနဲ့ချီးမွမ်းစရာကောင်းပါတယ်ဒါပေမဲ့လည်းပဲစဒါပေမဲ့လည်းပဲဒါနဓမ္မပဒံဝသေရောအလူလူတာချက်ပို့ပြီးတော့ချီးမွမ်းစရာကောင်းတာရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ဓမ္မပဒံနိဗ္ဗာန်ဆိုတဲ့တရားပဲ အလူလူတာတဲ့ဒါနတဲ့ကြီးမားစရာကောင်းတာဟာဓမ္မပဒနိဗ္ဗာန်ရောက်အောင်ကျင့်တာပိုကြီးမားစရာကောင်းတယ်။ဘာကြောင့်လဲဆိုတော့ပုပ်ဘေးစရှေးဖရာရှင်လက်ထက်မှာရှေးဖရာဆိုတော့မြတ်စွာဘုရားနဲ့ကရရှေးဆိုတော့ကတ္တပမြတ်စွာဘုရားပေါ့ပုပ်ပါတလေအရှေးဖရာရှင်ရဲ့ရှေးဆိုတော့ကတ္တပမြတ်စွာဘုရားရဲ့ရှေးရှေးအဲကောနကုံကံကောနကုံတို့ရှေးဖရာရှင်တွေပေါ့နော်ပုပ်ဘေးစပုပ်ပါတလေစငါဘုရားရဲ့ကတ်ရဲ့ဖရာရောငါဘုရားရဲ့ရှေး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 ဖရာပေါင်းများစွာတွေရောလက်ထက်တွေခါမှာတဲ့တန်တော်သူတော်ကောင်းတွေမှန်သမျှဟာ သဗ္ဗညာအသိပညာအပြည့်အဝရှိထားတာဖြစ်တဲ့အတွက်ကြောင့်ဒါနလောက်လေးနဲ့ရမနေပဲနဲ့နိဗ္ဗာန်မေဝအစ္ဆာကမောနိဗ္ဗာန်ပဲအရောက်သွားကြတာဟုတ်လားအမြင်ကျဲတဲ့သူကြတော့ဒါနလောက်လေးနဲ့ရမနေဘူးနော်အမြင်ကိုရိုးရိုးသားမှန်လူတွေကတော့ဒီဘဝချမ်းသာလို့နောက်ဘဝချမ်းသာခြင်းနဲ့ဒီဘဝကောင်းတဲ့ဘဝရောက်တယ်လို့နောက်ဘဝကောင်းတဲ့ဘဝရောက်ခြင်းနဲ့ဒီလောက်လေးပဲမြင်တဲ့အခါကျတော့ဘာဖြစ်လို့ဆိုဒါနကိုပဲချီးမွမ်းကန်တဲ့အကြီးအကျယ်ထုတ်ပြီးတော့ဒါနတည်းကြီးပဲပြည့်ပြည့်လုပ်နေတာအဲမြတ်စွာဘုရားတို့လိုတကယ်တန်တရားနဲ့ကြည့်ပြီးတော့မြင်တယ် တစ္စာလေးပါးကိုအမှန်တိုင်းသိတယ်မြတ်စွာဘုရားတို့တကယ်သူတော်ကောင်းကြီးတွေကြတော့ဒါနလောက်လေးနဲ့ရက်မနေဘူးဘယ်တိသွားလဲဆိုတော့နိဗ္ဗာန်ထိကိုရောက်အောင်သွားကြတယ်ဒါကြောင့်ဒါနတယ်မကပဲနဲ့သီလကိုအခြေခံသမထကိုဟိုတစင့်တဲ့ဝိပဿနာတွေကိုကူးပြီးတော့နိဗ္ဗာန်ကိုရောက်အောင်သွားတဲ့မှာတယ်ဆိုပြီးမြတ်စွာဘုရားကပြောသွားတာပေါ့နော်အဲနတန်တိတော့ဆက်သွားကြရအောင်နာတန်တိတော်တရုံမကာယိကနာတာတွေကရှောက်တယ်နာတန်တိရောက်ခရှောက်တယ်နာတန်တိကာမမနုဿေတုနေစာ မနုဿေတုလူတဲ့လူတွေထဲမှာနေစာကာမှာမြဲတဲ့ကာမဂုဏ်ဆိုတာနတ်တန်ဒီမရှိပါဘူးခင်ဗျာလူလောကမှာမြဲတဲ့ကာမဂုဏ်ဆိုတာမရှိပါဘူးဒါလေးလည်းအရေးကြီးတာပဲနတ်တန်ဒီကာမမနုဿေတုဇန်တိတ်စာရူပယုံအစင်းနော်လာပါတဲ့အစင်းတွေဘယ်လောက်မင်းမင်းကလေးတွေယောက်ျားလေးတွေဘယ်လောက်လာသည်ဖြစ်စေလာတဲ့ရုပ်အစင်းတွေမြဲတဲ့ရုပ်အစင်းဆိုတာမရှိဘူးကောင်းတဲ့ဆိုတဲ့အတန်တွေမြဲတဲ့အတန်ဆိုတာမရှိဘူးနော်မွေးတဲ့ဆိုတဲ့အနတ်တွေမြဲတဲ့အနတ်ဆိုတာမရှိဘူးကောင်းတဲ့ဆိုတဲ့အစားအစာတွေမြဲတဲ့အစားအစာဆိုတာမရှိဘူးဟို စိန်ခံစရာအထီးတွေ့တယ်မြဲတဲ့အထီးတွေ့ဆိုတာမရှိဘူးဒါကြောင့်ကာမဂုဏ်၅မျိုးအဲ့ဒီကာမဂုဏ်၅မျိုးမှာလူလောကမှာရှိတဲ့ကာမဂုဏ်မှန်သမျှမြဲတာတစ်ခုမှမရှိပါဘူးခင်ဗျာတဏိဒကမဏိယာနိရေတုဘတ်တော်ဣဒဟောဒီလောကမှာကမဏိယာနိကြိုက်စရာကောင်းတဲ့အာယုန်တွေနှစ်သက်စရာကောင်းတဲ့အာယုန်တွေတန်တိရှိပါတယ်ရေတုအဲ့ဒီနှစ်သက်စရာအာယုန်တွေမှာဘတ်တော် နှောင်ဖွဲ့စိတ်တွေအနှောင်ဖွဲ့ခံရတယ်။ရေသူအဲ့ဒီအာယုံကံမကုန်တွေမှာပဲပမတ်တော့ပြောနေကြတယ်။အဲ့ဒီကံမကုန်တွေမှာပဲနှောင်ဖွဲ့နှောင်ဖွဲ့နှခံရတယ်။အဲ့ဒီကံမကုန်တွေမှာပဲပြောနေကြတယ်။ပြောကြအောင်နဲ့နှောင်ဖွဲ့ကြအောင်နဲ့အဲ့ဒီကံမကုန်တွေဆိုတာလောကမှာရှိပါတယ်။ဒါပေမဲ့အနာကန္တာပုရိသောမေစုတေယ။အဲ့ဒီလောကမကုန်တွေကိုမမောနေလို့အဲ့ဒီကံမကုန်တွေရဲ့အနှောင်ဖွဲ့ခံနေလို့ကတော့ မက်စုတေယာဝဆင်းရဲကနေအာဝါဝအနာကန္တာဟမ္ပုနာကမနကမနာနိဗ္ဗာန်ကိုအနာကန္တာမရောက်နိုင်ပါဘူးဝဆင်းရဲကနေထွက်မြောက်ပြီးတော့နိဗ္ဗာန်ကိုဘလို့မှမရောက်နိုင်ပါဘူးအဓိကတော့အခြေခံပေါ့ဗျာအခြေခံကတော့နိဗ္ဗာန်ရောက်ခြင်းနဲ့နိဗ္ဗာန်ရောက်ခြင်းတဲ့ဆိုရင်ကာမဂုဏ်တော့အရင်ဆုံးဘဒ္ဒအနောင်ဖွဲ့မခံနိုင်အောင်လွတ်မြောက်အောင်ကြိုးစားရမယ်။ပမတ္တကာမဂုဏ်တွေအပြော်တွေကိုလျှော့ရမယ်။ကာမဂုဏ်တွေရဲ့အနောင်ဖွဲ့ခံနေရမယ်။ကာမဂုဏ်တွေကိုမလျှော့နိုင်ဘူးဆိုရင်တော့ဝဆင်းရဲ့ အဲတန်တရားဝဆင်းရဲတဲ့ကနေလွတ်မြောက်တယ်ဆိုတာမဖြစ်နိုင်ဘူးပြန်မရောက်တဲ့နိဗ္ဗာန်ကိုရောက်နိုင်တယ်ဆိုတာမဖြစ်နိုင်ဘူးတဲ့စန္ဒကံအကံစန္ဒဇံစန္ဒဇံအကံစန္ဒဇံဒုက္ခံစန္ဒဝိညာအကဝိညာအကဝိညာဒုက္ခဝိညာဒါအချင်းကျုပ်လေးပဲအကံခန္ဓာ၅ပါးဆင်းရဲမှုတွေခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့ဆင်းရဲမှုတွေဟာစန္ဒဇံတဏ္ဍာဆန္ဒကြောင့်ဖြစ်တာ ဘောဒီခန္ဓာကိုယ်နဲ့ဟာအိုက်တယ်တို့အေးတယ်တို့ပူတယ်တို့နားတယ်တို့ကျင်တယ်တို့စတဲ့ခန္ဓာနှခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့စင်ရမှုမှန်သမျှဟာတဏ္ဍဆန္ဒကြောင့်ဖြစ်တာပါဒီခန္ဓာကိုယ်ကြီးကိုမြဲကျင်တဲ့မြဲတဲ့ပုံစံမျိုးဒီခန္ဓာကိုယ်ကြီးကိုလိုချင်လို့ရအောင်ယူခဲ့တယ်ဒီခန္ဓာကိုယ်ကြီးပေါ်မှာတွဲတားနေတဲ့အတွက်ကြောင့်ခန္ဓာဒုက္ခတွေရနေကြတာဒါကြောင့်ဒီခန္ဓာနဲ့ပတ်သက်တဲ့ဒုက္ခမှန်သမျှဟာတဏ္ဍဆန္ဒကြောင့်ဖြစ်တာပါအလိုတဏ္ဍကြောင့်ဖြစ်တာပါ စန္ဒဇံဒုက္ခဒုက္ခတန်မြာဝဆင်းရဲဆိုတာလည်းစန္ဒဇံတဏ္ဏဆန္ဒကြောင့်ဖြစ်တာပါအကားနဲ့ဒုက္ခကပရိယပုတ်လေးလို့ထာဂရကဖွင့်တယ်ပေါ့နော်ဒါပဲနှစ်ခုလုံးပရိယပုတ်မဟုတ်ဘဲနဲ့သူ့ဒုက္ခသူ့ဟာနဲ့သူလည်းပြောလို့ရပါတယ်ဟောဒီလက်ရှိခန္ဓာကိုယ်ကြောင့်ဖြစ်တဲ့ဒုက္ခတွေဟာစန္ဒနာတွေကြောင့်ဖြစ်တာတန်မြာလဲနေတဲ့ဒုက္ခတွေကလည်းပဲတဏ္ဏကြောင့်ဖြစ်တာစန္ဒဝိနည်းအခဝိနည်းရော ရဏာဆန္ဒတွေကိုပယ်နိုင်မယ်ဆိုရင်ဒုက္ခတွေခန္ဓာဒုက္ခတွေလည်းပဲပယ်နိုင်သွားနိုင်ပါတယ်။အဂဝိနည်းခန္ဓာဒုက္ခတွေကိုပယ်နိုင်ပြီဆိုရင်တော့ဒုက္ခဝိနည်းရောအတ္တရာဒုက္ခတွေလည်းပဲဝစဉ်ရဒုက္ခတွေကလည်းပဲပယ်နိုင်သွားပါတယ်။ဒီလိုပြောတာပေါ့။နာတိကာမယာနိစိတ်ဒရာနိလောကေလောကမှာတဲ့ယာနိအာယုန်တွေဆိုတာစိတ်ဒရာနိစမ်းကြင်ကြပါတယ်။နော်အလပါတာအလပါတွေနဲ့ပြင်ဆင်ပြီးတော့အစင်းတွေရောအတန်တွေရောအနတ်တွေရောရတာတွေရောအမျိုးမျိုးပဲ။ အာလှဟိုဆွဲဆောင်အားတအားကောင်းကြပါတယ်။အဲလိုဆွဲဆောင်အားကောင်းတဲ့အာယုံကာမဂုဏ်တွေဟာနတေကာမတကယ်ကာမအစစ်မဟုတ်ပါဘူး။ဝိရဒနာကာမယောက်ျားတယောက်ရဲ့ကာမဆိုတာသင်္ကပ္ပရာကောကျန်စီအရာဝတ္ထုတစ်ခုကိုစဉ်းစားကျန်စီပြီးတော့လိုချင်တဲ့စိတ်ကလေးတွေဖြစ်တတ်ပါတယ်။ယောက်ျားရာဝတ္ထုတစ်ခုကိုစဉ်းစားကြံစည်ပြီးတော့လိုချင်တဲ့စိတ်ကလေးကသာလျှင်ကာမအစစ်ပါ ားအားလဲမလားအဲဖြစ်တာတော့အထောက်ထားနောက်မှာပြပါလိမ့်မယ်ဆက်ပြီးတော့ပြလိမ့်မယ်တကယ်တော့ပစ္စည်းဝတ္ထုတွေလာတာတွေဆွဲဆောင်အားကောင်းတာတွေဒီခုတခုတချို့ဆိုပြောကြတယ်ခေကုံကွာကာမဂုဏ်တွေကများပါတယ်ခေကုံကွာဆွဲဆောင်အားတွေကများပါတယ်ဟောစိတ်ကြရာနေကိုပြောတာနော်ခေကုံကွာကာမဂုဏ်တွေကရှိပါဥမာဆိုကြပါဆိုရှေ့ခေတုံးဆိုမင်းကလေးတွေဆိုရင်ခြေမျက်စိတောင်မပေါ်ဘူးအဝိုးဝဲရင်လေခြေမျက်စိပေါ်တဲ့မင်းကလေးဆိုမရှိသလောက်ပဲတော်တော်ရှားတယ်အခုကဲဆိုရင်တော့ပေါ်တာတွေကများသွားပြီဒါကြောင့်စိတ်ကြရာနေဆွဲဆောင်အားတွေတအားများလွန်းတယ် ပြီးတော့ဒီအပြင်လောကဆွဲဆောင်အားတွေမဟုတ်ဘဲနဲ့တီဗီကနေဆွဲဆောင်အားရှိတာတွေရောကွန်ပျူတာဆွဲဆောင်အားရှိတာတွေရောဖုန်းကဆွဲဆောင်အားရှိတာရောစိတ်ဓာတ်တွေအမျိုးမျိုးပဲအမျိုးမျိုးဖြစ်ပေမဲ့လည်းအဲ့ဒါတွေကတကယ်ကာမမဟုတ်ဘူးလူဘဒုက္ခပေးတဲ့ကာမမဟုတ်ဘူးတဲ့လူဘဒုက္ခပေးတဲ့ကာမဆိုတာသင်္ကပ္ပရာကိုအဲ့ဒါတွေကိုပဲသင်္ကပ္ပကျန်စီတော့တာပဲမြင်ယုံလေးတော့ဘာမှဖြစ်သေးဘူးမြင်ပြီးတော့မှဘာဖြစ်သွားလဲဆိုရင်စဉ်းစားတော့တာပဲဒါလေးဘာဖြစ်ရင်ကောင်းမှာပဲဒါလေးကာဏရောက်ရင်ကောင်းမှာပဲဘာလို့ဖြစ်ရင်ကောင်းမှာပညာဖြစ်ရင်ကောင်းမှာပဲအဲ့လိုစဉ်းစားပြန်စီလိုက်တဲ့အခါကျတော့လိုချင်စိတ်တွေပေါက်လာတယ်နော် ဆွဲလန်းစိတ်တွေပေါက်လာတယ်ချစ်ခင်စိတ်တွေပေါက်လာတယ်အဲ့ဒါကမှကာမအစ်စ်ပါတဲ့ဒါကိုထောက်ထားပြမယ်ဆိုရင်တိတ်တန်နေစိတ်ဓာတ်နေလောကမှာတဲ့တကယ်စမ်းကြဲတဲ့အာယုံကာမဂုဏ်တွေအများကြီးပါပဲတဲ့ရထေဝလောကီအဲ့ဒီအာယုံကသူ့ဟာနဲ့သူရှိနေတာပါပဲတဲ့အထအဲ့ဒီလိုရှိနေပေမဲ့လည်းပဲအဲ့ဒါအဲ့ဒီအာယုံကာမဂုဏ်တွေမှာဒေတာဝိညာဉ်တွေစံတန်လိုချင်တဲ့စံတော့ကိုပညာရှင်တွေကဖြောက်နိုင်ရတယ်နော် ဟုတ်လားလောကမှာအာယုံကာမဂုဏ်တွေကတော့အများကြီးပဲဒါပေမဲ့ပညာရှိတဲ့သူတွေကအဲ့ဒီအာကံအာယုံကာမဂုဏ်တွေကိုလိုချင်စိတ်မရှိကြပါဘူးတဲ့ဖြောက်နိုင်ကြပါတယ်ဒါဆိုရင်သုရတနာမှာတကယ်ကာမကဒုက္ခဒုက္ခပေးတဲ့ကာမအရှိလားမရှိဘူးလားမရှိတော့ဘူးတကယ်တော့ဒါကြောင့်သင်္ကပ္ပကြံစီတာတွေတွေးတော်တာတွေရအကျင်တာတွေအဲ့ဒါတွေလိုချင်တဲ့ကာမကတည်းကလူဘဒုက္ခပေးတာပညာရှိတဲ့သူတွေကအဲ့ဒီရကျင်တဲ့လိုချင်တဲ့စန္ဒတွေကိုပယ်နိုင်အောင်ကြိုးစားကြပါတယ်တဲ့ဟုတ်ပြီနောက်ယန္နာပုဂ္ဂိုလ်တွေ ကောတံသဟေရဟနာပုဂ္ဂိုလ်တွေဆိုတာကောတံသဟေအမြတ်ဒေါသတွေကိုပယ်နိုင်ကြတယ်ဝိပဇေယမာနမာမာနတွေကိုပယ်နိုင်ကြတယ်တန်ယောဇနံတပ်ပါမတိတ်ကမေယအဲဆွဲတမ်းမှုတန်ယောဇဉ်၁၀ပါးလုံးကိုလည်းပဲကျော်လွှားနိုင်ကြတယ်တဏ္ဏမရူပတမေအတ္တဇာမာနကိုယ့်ရခန္ဓာကိုယ်ဆိုတဲ့နာယုတ်အပေါ်မှာလည်းပဲကန့်ညိမနေကြဘူးအာကေစနံတို့တို့ရဟနာပုဂ္ဂိုလ်ကြီးတွေကကြောင်းကြမရှိဘူးစိုးရိမ်နေဆိုတာ မရှိတော့ဘူး နာနုပဒံဒီဒုက္ခအဲ့ဒီလိုတဏှာတွေရောမာနတွေရောတန်ရောစင်တွေရောပယ်နိုင်တဲ့အတွက်ကြောင့်ဒုက္ခတွေကတို့ဘုံမှာမကြတော့တာပါတဲ့ဒါမင်းအဓိကပဲဒါပဲတဏှာတွေမာနတွေတန်ရောစင်တွေကအဓိကပဲမဟာသီသင်္ခါရဟနာပုဂ္ဂိုလ်တွေဆိုတာဟာတဲ့သင်္ခါပိညာတွေကိုမဟာသီပယ်သွားနိုင်တယ်နော်ပိညာတွေကိုပယ်သွားနိုင်တယ်ဟာယောက်ျားမိန်းမအဲ့လိုနာမည်ပိညာတွေပယ်သွားနိုင်တယ်ယောက်ျားမိန်းမဆိုမခွဲရတော့ဘူးယုံနာလိုပဲမြင်နိုင်မြင်တော့တာပေါ့ ဘာလဲလှတယ်မလှတယ်ဆိုတော့မခွဲကြတော့ဘူးယုံနာလို့ပဲမြင်တော့တယ်ဒါကြောင့်သင်္ခန်းအမြင့်ပညာတွေကိုလည်းပဲဘာသိပယ်နိုင်သွားတယ်ဝိမာဏနမေဇကမာမာနတွေကလည်းပဲအဲဘာလို့လဲဆိုတော့သူကမဖြစ်တော့ဘူးမရောက်တော့ဣစ္ဆေတဏတဏကိုလည်းဖြတ်ပြီးပြီးဣဒနာမတွေပဲဟောဒီခန္ဓာကိုယ်ကြီးဆိုတဲ့နာယုတ်အပေါ်မှာဆွဲလမ်းမှုတဏတွေဖြတ်ပြီးသွားပြီစေနာကန္တံနော်အနောင်အဖွဲတွေကိုလည်းဖြတ်ပြီးပြီအာနိကံစေယမှုဆိုတာလည်းမရှိတော့ဘူးနိရတံတမ္မမှုဆွဲလမ်းမှုဆိုတာလည်းမရှိတော့ဘူး ရိယသမနောအဲ့ဒါတွေကိုလိုက်ပြီးတော့ရှာတာတောင်းပါအဲ့ဒီပုဂ္ဂိုလ်ရဟနာပုဂ္ဂိုလ်အဲ့လိုနော်စိတ်တတ်တွေကိုတကယ်အဖြူစင်ဆုံးဖြစ်အောင်ထိကြင်ကြံနေတဲ့စိတ်ဆင်းရဲမှုလုံးလုံးမရှိတဲ့ရဟနာပုဂ္ဂိုလ်တွေပရိနိဗ္ဗာန်ဆံသွားပြီဆိုရင်ပရိယသမနောနိစ္စကမောလိုက်ဘလောက်ကြီးရှာရှာဒေဝနတ်တွေကလည်းရှာရှာမနုဿလူတွေကရှာရှာဣဒဘဝုဒ္ဓံဝါဒီပုံမှာလိုက်ရှာရှာနော်တခြားပုံမှာလိုက်ရှာရှာ ။တက္ကေတုဝါနတ်ပြည်မှာလိုက်ရှာရှာသဗ္ဗနိဝေဒနေတုဂရဝါနေနေတဲ့နေရာဌာနအကုန်ဘယ်နေရာလိုက်ရှာရှာတွေ့တော့မှာမဟုတ်တော့ပါဘူး။ယန္နာပုဂ္ဂိုလ်တွေကပြိဋိဘံဆန်သွားပြီးတဲ့အတွက်ကြောင့်သူတို့တွေကလွတ်မြောက်သွားပါပြီ။အဲ့လိုရှောက်တာပေါ့။ရှောက်တာကတန်စင်နတ်တက်ကုံယထာတထဝိမုတ်တံအဲ့လိုကိလေသာတွေမှာလွတ်မြောက်တဲ့ပုဂ္ဂိုလ်ကိုမတွေ့မြင်ရတော့ဘူး။နတ်ပြည်မှာရောလူပြည်မှာရောလူတွေရောနတ်တွေရောမတွေ့မြင်တော့ရတော့ဘူး။နရုတ်တမန်လူထဲမှာတော့အမျက်ဆုံးပဲ။ အာထာသရဏရဏလူတွေရဲ့အကျိုးစီးပွားကိုလည်းပဲတကယ်သေဆောင်နေကြတဲ့လူတွေပဲရန်နာပုဂ္ဂိုလ်တွေဆိုတာသူများလည်းပရိဒါတွေလိုက်မလို့တောင်မှသူတို့တွေဟာသူတို့ကောင်းအကျင့်ကိုပြည့်ပြည့်ဝဝကျင့်ထားတာဖြစ်တဲ့အတွက်ကြောင့်သူတို့နဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်ပုဂ္ဂိုလ်တွေရဲ့ပုံမှန်မေတ္တာတွေထားနိုင်ကြတယ်ပတ်ဝန်းကျင်ပုဂ္ဂိုလ်တွေပုံမှန်သူ့ကိုလာလို့တဲ့လူတွေအလှမှန်သမျှအကျိုးတွေကြီးသွားကြတယ်ဒါကြောင့်သူတို့အကျိုးခံဆောင်ရွက်ပြီးသားဖြစ်သွားတယ်ပေါ့ယေတနာမတ္တံမိပတံတိပတံတိရတေဟောအဲ့ဒီလိုယဟန္တာပုဂ္ဂိုလ်တွေကိုရှ िख ိုးနိုင်တဲ့ပုဂ္ဂိုလ်ကသာလျင် တကယ်ချီးမွမ်းစရာကောင်းတာပါဟောဒီလိုပြောတာနော်ယန္နာပုဂ္ဂိုလ်တွေဟာလွတ်မြောက်တယ်ဟုတ်ပြီအဲ့လိုလွတ်မြောက်သွားတဲ့ယန္နာပုဂ္ဂိုလ်တွေကိလေသာတွေကမရှိတော့တဲ့ယန္နာပုဂ္ဂိုလ်တွေကိုရှစ်ခိုးနိုင်တဲ့သူတွေကဒါလည်းတကယ်ချီးမွမ်းစရာကောင်းတာဟုတ်ပြီရှစ်ခိုးတဲ့ဆိုတဲ့နေမှာရှစ်ခိုးပုံရှစ်ခိုးနေ၄၃၄နေရှိတယ်ပေါ့နော်၄နေရှိတယ်ပေါ့ကိုယ်နဲ့ရှစ်ခိုးတာရှိတယ်နော်နှစ်ဖို့ပေါ်လက်တင်ပြီးတော့ရှစ်ခိုးတာပေါ့နှုတ်နဲ့ရှစ်ခိုးတာရှိတယ်ပါးစပ်ကရွတ်ပြီးတော့ရှစ်ခိုးတာပေါ့စိတ်နဲ့ရှစ်ခိုးတာရှိတယ်စိတ်ပါလက်ပါရှစ်ခိုးတာပေါ့နောက်ပိုင်းကျတော့အကျင့်နဲ့ရှစ်ခိုးတာရှိတယ်နော် တရားကျင့်တွေကိုကျင့်သူတို့ရဟနာပုဂ္ဂိုလ်ကြီးတွေရဟနာပုဂ္ဂိုလ်တွေကျင့်တဲ့တရားအကျင့်အတိုင်းပဲကိုယ်လက်လိုက်ကျင့်ပြီးတော့နေတယ်ဆိုရင်အဲ့ဒါရှ िख ိုးပြီးသားဖြစ်သွားတာအဲ့ဒါကအကျင့်နဲ့ရှ िख ိုးတယ်လို့ပြောတာပေါ့အဲ့တော့ရှ िख ိုးခြင်း၄မျိုးနဲ့ရှ िख ိုးနိုင်တဲ့ပုဂ္ဂိုလ်တွေဟာကြီးမားစရာကောင်းတာပတန်တိယတေပိဘဝန္တိဘိက္ခုယေတံနမတံတိတရာဝိမုတ်တံအဲ့လိုကိလေသာတွေကလွတ်မြောက်တဲ့ရဟနာပုဂ္ဂိုလ်တွေကိုကိုယ်ရောနှုတ်ရောစိတ်ရောအကျင့်ရောနဲ့ရှ िख ိုးနိုင်တဲ့ပုဂ္ဂိုလ်တွေကကြီးမားစရာကောင်းပါတယ် အညာယဓမ္မံတရားကိုတကယ်သိသွားပြီးတော့ဝိသေကိစ္စံဘာဟာယသူ့မှာယုံမတန်တရားတွေပယ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်သင်္ဃာတိကညိကခြင်း၅မျိုးနဲ့မညိကတော်ပဲနဲ့တေဝိဘဝန္တိဘိက္ခုအဲ့ဒီနတ်တဲ့လူတွေဟာဘာဖြစ်လဲဆိုတော့အော်ဒီလိုရှစ်ခိုးထိုက်တဲ့ရဟနာပုဂ္ဂိုလ်တွေကိုရှစ်ခိုးကြခြင်းဖြစ်ပါတယ်။ဒါကြောင့်ဘာပြောလဲဘာပြောချင်တာလဲဆိုတော့နတ်တန်တိတော့ရေအဓိကပြောချင်တာကတော့ နော်နတ်သားရဲ့ပြောဆိုချက်ကတော့ကာမဂုဏ်တွေနဲ့ပတ်သက်ပြီးတော့ပြောတယ်ကာမဂုဏ်တွေပေါ်မှာလိုချင်တတ်မှတ်မှုတွေနဲ့ပတ်သက်ပြီးတော့ပြောတယ်ကာမဂုဏ်လိုချင်တတ်မှတ်မှုဆိုတာသင်္ကပ္ပရာကောတဲ့ကြံစီစွတ်တော်ကြံဒီစဉ်းစားမှုတဲ့အတွက်ကြောင့်ကြံဉာဏ်ပံမှာရှောက်စဉ်းစားနေတဲ့အတွက်ကြောင့်ဒါကလေးကျတော့မလှတာကိုအလှမလိုချင်စရာလိုချင်စရာမကောင်းတာကိုလိုချင်စရာကောင်းတယ်ဆိုပြီးတော့တတ်မှတ်မှုရာကတွေဖြစ်တတ်တယ်ဆိုတဲ့အကြောင်းလေအဲ့ဒီတဏ္ဍာစန္ဒတွေကဒါလည်းလူတွေကိုဒုက္ခပေးတယ်ဆိုတဲ့အကြောင်းလေအေးတကယ်ကာမဂုဏ်တွေကဒုက္ခပေးတာမဟုတ်ဘူးဆိုတဲ့အကြောင်းလေးကိုနတ်သားကရှောက်တယ်ပေါ့ ။အဲနောက်ပိုင်းကျတော့မောဂရာဇာဆိုတဲ့ယဟန်ကကြားထဲမှာဝင်လျှောက်တယ်။အေးအဲ့လိုတဏ္ဍာဆန္ဒကာမဂုဏ်တွေဆိုတဲ့နေရာမှာလည်းပဲကာမဂုဏ်တွေလွတ်မြောက်ဖို့မဟုတ်ဆိုတဲ့နေရာမှာကာမဂုဏ်တွေကျွေးအာယုံစိုက်နေစရာမလိုပါဘူးတဲ့နော်။အဲမြက်ဒေါသတွေတို့မာနတွေတို့ပယ်နိုင်အောင်ကြိုးစားရမယ်။တန်ရောစင်တွေကိုပြတ်နိုင်အောင်ကြိုးစားရမယ်။နာယုတ်တွေပေါ်မှာမညှိကပ်ရဘူး။အဲ့တော့တာမှုတွေအကုန်လုံးဖြတ်ပြီးတော့ယန္နာဖြစ်အောင်ကြိုးစားကြရမယ်။အဲ့ယန္နာပုံကိုယ်ဒီဖြစ်အောင်လုပ်ပြီးဆိုရင်ယန္နာပုံကိုယ်ဒီအပေါ်မှာ ရှိခိုးနီလေးမျိုးနဲ့ရှိခိုးနိုင်တဲ့ပုံကတကယ်ချင်းမစရာကောင်းတဲ့ပုံကချင်းမဆိုင်တဲ့အဆင့်အထိကိုတကယ်မှန်ကန်တဲ့အလုပ်ကိုလုပ်တဲ့ပုံကိုလို့ပြောပါတယ်လို့ပြောလိုက်တာနော်အဲတော့ပါ